ကျမရဲ့မေဒီယာ channel လေးကိုနားဆင်အားပေးနေကြတယ်။စာပေချစ်ပရိသတ်များလုံးမေမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်ဇာလံကတော့စိတ်ကြွေရာ မရှိလို့အမြီးရှားတဲ့သတိတော်ဝိကားရှားဖို့ရာမှုကင်ဖြစ်ရမှန်းဇာလံကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနားဆင်အားပေးကြပါဦးရှင်။အဘဦးကျော်စင်အဘဦးကျော်စင်ရှိလားဗျ။အေးရှိတယ်လေလာခဲ့လေကွာ။ဟုတ်ကဲ့စာလာပေးတာပါ။ ဘဲစားလဲဘဲရစားလဲကွာအပသာကြော်ဆိုးမှုကိုဥက္ခရကခေါ်လိုက်တယ်စားပါဘာကြီးရေးထားလဲကွာဖတ်ပြစမ်းပါဟုတ်ကဲ့ကျွန်တော်ဖတ်ပြပါမယ်မောင်ကြော်ဆိုးမှုသိရမယ်မင်းဘောကိုဟိုဘက်ရွာကဥပကျန်းရဲ့သမီးဂျမ်းဘုံခမီးချမ်းကတိုင်းကျက်စီလိုလာရောက်ဖြည့်ရှင်းပေးပါအဲ့ဒီလိုရေးထားတဲ့အဖာကံကုန်းရွာမှာရရကယုံရွာစော်စာပေးစာယူလုပ်တဲ့မောင်လာဤကဖတ်ပြတော့ဦးကျော်စင်ကတားအတွက်ဘူပန်သွားတယ် อืมบาเหมียวบาเลยบาปยัตนาดิชี้หลุเลยไม่ได้ปูตะคุกๆတော့ตะคุกๆเว้ยโดดุตุยดอมีเร่อะบะจนเปลี่ยนอูเบ้เปียเอเองาต้าโหลหลุไล่บะเม้เมษีตะเผ่ลงวะมะเมญเมษีตะเผ่กะม้องว้าว้าเนตานวี้กูเซ้บีไอ้เน้มาเอ็งเพียงกูดอฟ้าสิงถั่วละเกเร่โกโจเซ็งရှင်သားကိုဥခရကဗာကိစ္စနဲ့ခေါ်ရလဲတော့ဟိုဘက်ရွာကဗာချမ်းရဲ့သမီးမိချမ်းကတိုင်သားလို့ခေါ်ရလို့လှအေးဖက်ပြလို့တည်တယ်ကွာ အသေးစိတ်ကတော့မင်းသားတော်မှသိမှာပေါ့။အင်းအဲ့ဒီဘာကျန်းရဲ့သမီးကျန်းပုံဆိုတဲ့ကောင်မလေးကရန်ကုန်သွားပြီးကာရာအိုကေလာတရုတ်အိုကေလာဆိုပြီးတချင်းစုံနေတဲ့ကောင်မလေးပါလား။ဘာညာဘာညာဆိုပြီးရွာရဲကပြောနေတဲ့ကောင်မလေးမလား။အဲ့ဒီကောင်မလေးဆိုရင်တော့မိမလဲသိမ့်ကျပါတော့။ရုပ်ကလေးကချောသလားမနှောကောက်တဲ့ကောင်မလေးတဲ့။ဒေါ်ဖောစိန်ကသားအတွက်ရရန်မအေးနိုင်လို့လင်းတော်မှာအိုးကြော့စိန်ကိုမင်းမချင်သီးတဲ့ကြားကအကျိုးချောင်းကိုပြောပြလိုက်တဲ့။ ဥက္ကရာကြီးခေါ်ရဲဆိုလို့ကျွန်တော်လာတာပါဗျာအေးတိုင်ဟုတ်ကွယ်ဒိုရှင်းလိုရင်ပဲပြောမယ်မင်းလွန်ခဲ့တဲ့20ရက်လောက်ကဝါဆိုလာစန်း9ရက်နေ့ကပေါ်မင်းဆက်လေးတမ်းမှန်ပြက်သွားလို့ခရီးတဲ့တွေကိုဟိုဘက်ရွာကမောင်ကြီးရဲ့ဆက်လေးပေါ်ကိုပြောင်းပေးတဲ့ကျန်းဘုံကမိချမ်းက ပြောင်းစည်းဖို့ပြင်နေချိန်မင်းကအဖို့မရှိလို့နေခဲ့ပါအောင်ဆိုလို့သူကနေရခဲ့တဲ့တဲ့အဲ့ဒီညမှာဆက်လေးပေါ်မင်းကသူ့ကိုသားမြဖြစ်တဲ့ပြုကျင့်နေတဲ့မင်းကဘသူ့ကိုမှမပြောနဲ့ ငွေနဲ့သိန်းခွဲပေးမယ်ဆိုလို့စောင့်နေထားတယ်။အခုတည်းလာမပေးလို့ဆိုပြီးလာတိုင်းနဲ့ကိစ္စကွာ။ဩခရာကတိုင်ချက်ပါအချက်လက်များအကြောင်းအရာကိစ္စချက်များကိုရှင်းပြလိုက်တယ်။ပြီးတော့မောင်ကျော်စုမှုရဲ့သဘောထားကိုမေးမြန်းတယ်။ဩခရာကြီးပြအဲ့ဒီနေ့ကကျွန်တော်စစ်လေပြတာလေးမှန်ပါတယ်။ခီးသေးတွေကမောင်ကြီးရဲ့စစ်လေပေါ်ကိုပြောင်းပေးတာလေအများသိပါတယ်။ဒါပေမဲ့ကျွန်တော်ဂျမ်းမုံကိုအဖို့အပြည့်နေခဲ့ပါလို့ကျွန်တော်ဘယ်တော့မှမခေါ်ဘူးဗျ။မောင်ကြီးရဲ့လေပေါ်မှာ तू မတွေ့ကျင်တဲ့လူပါလို့ ကျွန်တော်ဆက်လီပြင်ပြီးမှလိုက်ပါမယ်ဆိုပြီးနေရခဲ့တာဗျာဆက်လီပြင်ပြီးရနဲ့ကျွန်တော်ဆက်လီနဲ့အတူတူပြန်လာခဲ့တာပါဥက္ကရာကြီးမင်းဆက်လီပြင်တာအချိန်ဘယ်လောက်ကြာလဲဟုတ်ကဲ့တနာ ਈ ခွဲနှစ်နာရီလောက်တော့ကြာမေးထင်ပါတယ်ဥက္ကရာဥက္ကရာကဟိုဘက်ကပြောစကားဒီဘက်ကပြောစကားအချိန်နေအချိန်ကာတို့ကိုစဉ်းစားချင်းချင်းတွေးတော်ပြီးနောက်အေးကွာဒိုရမီရဖရီနီနေကတော့မင်းတို့ပြပြလေးလေးဖြစ်အောင်သာညှိနှိုင်းပေးလို့ရတယ်ကွာ မပြေလဲကြဘူးဆိုရင်တော့ရုံရောက်ခဲရောက်တာမျိုးတွေဖြစ်တတ်တာပုံလူဆိုတာလေခက်သားပြမုန်းရင်အပြည့်ချင်းရင်အကျိုးတဲ့မျက်နှိုးရင်တတားတဲ့တဦးနဲ့တဦးလောဘဒေါသမောဟတွေများပြီးငွေကုန်လူပန်းမဖြစ်ရအောင်ညှိနှိုင်းပေါ့ကွာတို့ကတော့ဒါပဲရှင်းပြခြင်းနေဟုတ်ကဲ့ပါဗျာကျွန်တော်သူတောင်းနေငွေနဲ့သိန်းခွဲကိုမပေးနိုင်ဘူးဗျပေးကြလည်းမရှိဘူးဥက္ခရာကြီးကျွန်တော်မိအိုဖောက်ကိုနှစ်ပါးကိုလှုပ်ကျွေးနေတာဥက္ခရာကြီးတို့အသိဆုံးပါဥက္ခရာကတိုင်ကြားသူဂျမ်းမုံကမိဂျမ်းဘက်ကို တိုင်ကြားခံရသူကြော်စုံမှုဘက်မှသဘောထားနှင့်အဖြစ်ကိုရှင်းလင်းပြပြလိုက်တယ်။ဦးကျော်စင်းနဲ့ဒေါ်ပါစင်တို့ကဩဂရအိမ်မှပြန်လာတဲ့တားကြော်စုံမှုကိုအကျိုးကြောင့်အစိုးကောင်သိရန်စောင့်ဆိုင်းလိုက်တယ်။မျော်တုံးမျော်စင်ရောက်လာပြီးဖြစ်တယ်။ပြောစမ်းမအောင်သားရဲ့အမေတို့ဖေတို့စိုးရိမ်နေကြတာ။ဟုတ်ကဲ့ပါခင်ဗျ။ကျွန်တော်ဆက်လီပြတဲ့ညကခီးတဲ့တွေကိုမောင်ကြီးရဲ့ဆက်လီဘော်ကိုပြောင်းပေးခဲ့တယ်ဗျာမိသားကမောင်ကြီးရဲ့ဆက်လီဘော်မှာ သူနဲ့မတွေ့ချင်တဲ့သူပါလို့ကျွန်တော်ရဲ့စက်လီပေါ်မှာကြံရိပ်ခဲ့တယ်။အဲ့ဒီအချိန်မှာကျွန်တော်ကသူ့ကိုကြံစီတယ်ဆိုပြီးတိုင်တန်းနာပြကျွန်တော်ကငွေနဲ့သိန်းခွဲပေးမယ်ဆိုပြီးမပေးလို့တိုင်နာတယ်။ဟုတ်ရောဟုတ်နေသလားသားရဲ့ဘယ်ကဟုတ်ရမလဲပြကျွန်တော်အဲ့ဒီနေညာစက်လီပြင်းနေရတကူလုံးစီရီနဲ့ပေးချမ်းနေရသူအတီဆုံးမှာတမင်တတ်တငွေညက်တာပါအမေရ။ဦးကျော်စင်းနေတော့ဘာစင်တို့ကကိုသားလေးကအသက်၁၈နှစ်နဲ့သာရှိသေးတယ်လူလားမမြောက်သေးသူလေးဖြစ်လို့ကိုဘက်ကမားရင်လေတောင်းမှန်ရန်နေ လွန်ငယ်ချင်းရင်ငန်းချင်းလေတောင်းရန်ပြီးပေးစားရန်မေးမြန်းစုံစမ်းလိုက်တယ်။ဒေါ်ဘောစင်ရင်ရှင်သားကဘိုင်းကောင်းကြောက်ပြီးချုပ်ပြခင်သေးလေးစင်မှာဟိုကောင်မမိချမ်းမုံကရန်ကုန်မှာဂျူဂျူးဆိုတဲ့ကောင်မကသူ့ကိုမလူချင်းဘူးမယူနိုင်ဘူးဝင်းနဲ့သိန်းခွဲလူချင်းနေဆိုတော့ဓမြတိုက်ပြီးတောင်းနေတာမပေးနဲ့တပြားတစ်ချက်မှမပေးနဲ့တရားကိုနဆောင်းလိုက်မယ်တော့ပန်းတဲ့ရင်လေညင်းဆောင်လူတဲ့ရင်လူချင်းဆောင်ဆိုတဲ့ဆူယိုးစကားအတိုင်းကျော်စိုးမို့နဲ့ဂျမ်းပုံတို့ရဲ့တဲ့ရင်မှာ ဟိုဘက်ရွာဒီဘက်ရွာကိုပြောင်းနှံသွားပြီဖြစ်တယ်။ဥပကျန်တဲ့ဒေါ်ခွေးမတို့ကသူတို့သမီးရန်ကုန်မှာဘာလုပ်ဖေးလုံစားလုံစားသူတို့နဲ့ဘာဆိုင်တယ်လေကာရာအိုကေပဲလုပ်လို့ဗမာအိုကေပဲလုပ်လို့ကိုဝဒနာပါတဲ့အလုပ်ကိုလုံစားနေတာဘာဖြစ်လဲမတိန်ကောင်ကိုရဲတိုင်ပဲအမှုဖွင့်ပဲမောဟမြင်းများတုံဟုံတောက်လောင်နေပြီဖြစ်တယ်။ဒေါ်ဘွားစိန်ကလည်းတောင်ဝေးကို ဖော်ပြပြီးဟိုဘက်ရွာရှိဥပကျန်ဒေါ်ခွေးမတို့ရဲ့အင်ကိုဒေါ်သားအမျက်ချောင်းချောင်းထွက်ပြီး သွားရောက်ပြီးအင်ရှိမနေကဆဲဆူလိုက်တဲ့။ဟဲ့မိချံနင်ဒီလိုမိမညံကိုဗလင်းပတ်ချံလုပ်ပြီးရန်ကုန်မှာလုံဆောင်နေရကြပြီလား။ရန်ကုန်မှာပဲလုံဆောင်ရည်ဒီရွာကိုလာပြီးတော့လုံမဆနဲ့ငွေတော့မရဘူးဟိုဟာပေးကြမယ်။ဇဲအိမ်မူယာအိမ်မူတွေကဒေါသအမိတုံးဟုံတောင်းလောင်နေတဲ့ဒေါ်ဘွားစင်ကိုဖြောင်းပြနာချပြီးသူရွာသူအိမ်ကိုကိုယ်တိုင်ရှားရောက်လိုက်ပို့ပြီးတယ်။ ဥပကျန်ဒေါခွေးမှာဂျမ်းပုံခါမိချမ်းတို့လေဒေါ်ဘွားစိန်လာရောက်ပြီးအော်ကြီးဟစ်ကျေပြောဆုံမှုပေါ်ဂျမ်းပုံမိကြဆိုတဲ့ကဲ့သို့ဒေါ်သားအမီမီတုံဟုံတောက်လောင်လေးရဲ့ရှိတယ်ဒေါ်ခွေးမရဲ့တမီဂျမ်းပုံခါမိချမ်းကရဲတပ်ဖွဲ့စကန်ကိုကြော်ဆုံမှုကန်ကုန်းရွာနေသူပေါ်ပြင်မှုဆိုင်ရာဥပဒေပုံးမှာတုံးခွေချောင်မရိမှုနဲ့ဖန်စီအရေးယူပြီးရန်အမှုတိုင်ကြလိုက်တယ်စကန်မှုမြို့နယ်မိုးတွေရဲ့ခွေးချမ်းစစ်စည်းချက်အကြား အမှုစီရဲကြစီဒူရဲအုပ်ကျော်စိန်လင်းကအမှုကိုကင်တွေစီစီလိုက်တင်မချမ်းပုံနာမည်အပြည့်စုံပြောပါဟုတ်ကဲ့ပါရှင်ရွာမှာတော့ချမ်းပုံကမိချမ်းလို့ခေါ်ပါတယ်ရန်ကုန်မှာတော့ကျမရဲ့နာမည်ကဂျူဂျူးလို့ခေါ်ပါတယ်ရှင်ရန်ကုန်မှာလုပ်တဲ့အလုပ်ကဘာလုပ်လို့လဲပြဟုတ်ကဲ့ရှင်စတင်တင်ဒေဂီတာ စားတော့ဆိုင် KTV ဆိုင်တွေမှာတချင်းစုပါတယ်ဆိုင်နာမည်တွေကဘာတွေလဲပြဟုတ်ကဲ့ခွနလာ KTV တကုံးထိတ်တာစင်တင်ဒေဂီတာ အလတထောင်ပန်းတထောင်စင်တင်တေဂီတာတွေမှာအစဉ်ပြင်းရင်ပြည်သူလို့လောက်ပါရေးစရာရွာကိုတလတခါရောအမေးပြန်လာတက်လာဟုတ်ကဲ့ရှင်တခါတခါနှစ်လသုံးလတစ်ချိန်ပြန်လာပြီးအမေတို့အဖေတို့ကိုငွေစုပြီးပေးနေကြပါ အခင်းဖြစ်တဲ့နေညာကကျော်စိုးမုတ်ကဘဏ္ဍချိန်ဆက်ဆက်လေတစ်ချိန်တစ်ချိန်နဲ့ပါစရာဖြစ်ဖြစ်ချင်းအမှုမဖွင့်မယ်ဘာဖြစ်လို့26ရက်ကြာမှအမှုဖွင့်တာလဲဟုတ်ကဲ့စရာသူကဘသူကမှမပြောနဲ့ ကျမကိုငွေနဲ့သိန်းခွဲပေးမယ်ဆိုလို့စောင့်နေတာပါဆရာ။ဂျွာဥက္ကရာကိုတိုင်းတော့လေ။သူကမဟုတ်ဘူးမပေးနိုင်ဘူးဆိုပြီး သူ့အမေကကျမတို့အိမ်ကိုလာပြီးအော်ကြီးဟိကျဲပြောလို့အခုမှလာပြီးတော့အမှုဖွင့်တာပါဆရာ။ဒူရဲအုပ်ကျော်စိန်နှင်းကအမုံးနဲ့ဆက်ဆက်မှုရရှိတဲ့အော်ရီယိုဆက်လီမှာမောင်ကြီးနဲ့ကျော်စုံမှုတို့ရဲ့ဆက်လီမှာမောင်ကြီးရဲ့ဆက်လီကိုပြောင်းစီးတဲ့ခီးတဲ့များနဲ့ဇမ်မူရန်ကဝင်းနိုင်တို့ကိုမျက်မြင်သက်သက်အနေထားနဲ့စစ်စစ်မီးမြန်လိုက်တယ်။ကဲ ကိုမောင်ကြီးတီးတလောက်ပြောပြပါဦးဟုတ်ကဲ့ပါဆရာကျော်စိုးမိုးကသူ့ဆက်လေကပြတ်သွားလို့ဒုခီးတဲ့ခွနှစ်ယောက်ကိုကျွန်တော်ဆက်လေကိုပြောင်းပေးပါတယ်ပြောင်းစီးတဲ့ခီးတဲ့ထဲမှာဂျမ်းပုတ်ကမိချမ်းမပါဘူးလားအစားကတော့ပြောင်းမလို့ပြင်းစင်ပြီးမှ ပြောင်းမစီပဲကြံခဲ့ရပါဆရာဆက်လေဆက်ပြတ်သွားရင်ခင်ဗျားတို့ကိုပါတာကိုပြင်းကြလားဟုတ်ကဲ့ပါဆရာဆက်လေသမားတိုင်းလူလူကိုပါတာကိုပြင်းတဲ့ကြပါတယ်တိတ်ပြီးတော့မကက်ပါမို့ဆရာစီးပြောင်းမီးပြောင်းလောက်ပဲရှိပါတယ် အင်ဂျင်ကိုင်းတာတော့ဆက်စီဟာခေါ်ပြီးအတူတူလုံးကြပါရဲ့ဆရာကြော်ဆုံးမှုရောဆက်ပြင်တက်လားဒီကောင်ကကျွန်တော်ထက်တာဆက်ပြင်ပို့ပြီးတော့ကြမ်းကျင်ပါလိမ့်อืมကျေးဇူးပါကောမောင်ကြီးဒူရဲအုပ်ကျော်စိန်လင်းကအခင်းဖြစ်ခြင်းကမျက်မြင်ကိုတွေ့များဖြစ်ကြတယ်မောင်ကြီးနဲ့ဆမူရိုင်းခဝင်းနိုင်တို့ရဲ့တတိယတဲ့ထွတ်ဆွေချမ်းများကိုစီစီရယူလိုက်တယ်ဒူရဲအိုကျော်စင်းလင်းကတရရလိုပဲတချံစစ်စေးပြီးပြီဖြစ်လို့တရခံဘက်တချံကိုဆက်လက်စစ်စီရရည် ကဲကျော်စုံးမို့မင်းအဲ့ဒီနေညာကကာမာဘလူးဝင်စီးမှုအကြောင်းလေးကိုပြောပြပါအောင်။အိုကေပါဆရာကျွန်တော်အဲ့ဒီနေညာကဆက်လီပြက်နေတဲ့အတွက်ဆက်ပြင်ဖို့စိတ်အားယုံမေးရှိပါတယ်ဆရာ။ရွာထဲကလည်းတော်တော်ဝေးနေတဲ့အတွက်အမြန်ဆုံးဆက်နိုးနိုင်အောင်လို့ပြင်ပါတယ်ဆရာ။ဂျမ်းမုံကမင်းကိုဘာမှကူညီလောက်ကင်မပေးဘူးလား။ဆက်စီပြီးမှဆုလို့ဆိုပြီးအနာတော့မလာပါမို့ဆရာ။မင်းရဲ့ဆက်လေပြင်းနေချိန်မှာတခြားဆက်လေတွေဖြတ်သွားပြတ်လာရောရှိသေးလားဟုတ်ကဲ့ရှိပါရဲ့ဆရာ ကံကုံရေးလေလေရေးလေကြီးမအူကုံးရွာကဆက်လေတွေဖြတ်သွားတာရှိပါသေးစီယာမောင်ရင်ဆက်လေပြင်းပြီးလို့ဆန်နိုးပြီးရဲ့နော်ရေချိုးသေးလားမချိုးပါဘူးစီယာဆက်လေနူရနဲ့ကျွန်တော်ရွာကိုပြန်လာခဲ့ပါတယ်မိချမ်းလေသူ့အိမ်သူပြန်သွားပါတယ်စီယာအိမ်เจ้าမှာပေးချမ်းနေတဲ့ဆက်စီတွေစီချုပ်ပြီးရေချိုးပါတယ်စီယာ ဒူရဲအုပ်ကျော်စိန်တင်းကတရလူပဲ့တရခန့်ပန်နှစ်ဖက်လုံးကိုစစ်စစ်ပြီးရဲ့နောက်အခင်းပြည့်နေရာကိုသွားပြီးအခင်းပြည့်တဲ့နေရာကိုမြေပုံချမ်းရေးဆွဲလိုက်တဲ့အခင်းပြည့်ချိန်လွန်ခဲ့တဲ့26ရက်နေ့ကကျော်စုမှုဝိစင်နဲ့ပဆူအင်းကြီးဂျမ်းပုံမိချမ်းဝိစင်ခဲ့တဲ့ထမိန်အတွင်းကန်ဒီကို ရှားဖွေပုံစံနဲ့ဒိန်းစီလိုက်တဲ့ ကျော်စုမှုကအသက်ဆက်ခွင့်နိုင်နေဖြစ်ကြောင်းမွေးစရင်ကျောင်းထောက်ခံစာတို့ကိုတတိယကံပြေရှားယူပြီးအမှုတစ်ခုလုံးတိစောက်ပြီးပြီဖြစ်တယ်။မျိုးနယ်ဥပဒေရရှိတဲ့ဥပဒေထင်ပြင်းချက်အကြံပြုချက်ရယူရန်တည်င်းပို့တယ်။မျိုးနယ်ဥပဒေရရှိမှတစဉ်ခရိုင်ဥပဒေရုံးမှတရားခံကျော်စုမှုကိုပြင်းမှုဆိုင်ရာဥပဒေပုံမှသုံးခွင့်ကြောင်းမရေမှုနဲ့စီရင်ပိုင်ခွင့်ရှိတဲ့ခရိုင်တရားရုံးကိုဆွဲဆိုတင်ပို့ရန်ဥပဒေအကြံပြုချက်ပြန်ကြားလိုက်တယ်။ ဒူရဲအုပ်ကျော်စိန်နှင်းကတရားခံကျော်စိုးမှုကိုအချုပ်နှင့်တရားဆွဲဆိုတင်ပို့မယ်အမှုအမျိုးအစားဖြစ်လို့အချုပ်နှင့်မဦးပင်မျိုးခရင်တရားရှုံးကိုတရားဆွဲဆိုတင်ပို့လိုက်တယ်။ခရင်တရားရှုံးတော်ကပုံမှမှာအာမခံမပေးနိုင်တဲ့ပုံမှဖြစ်လို့တရားခံကျော်စိုးမှုမှာအချုပ်နှင့်အမှုကိုရင်ဆိုင်ရတယ်။မျက်စိတစ်ဖက်မမြင်ကြံမျက်စိတစ်ဖက်မှလည်းမှုံဝါးဝါးဖြစ်နေလို့တောင်ဝေးကိုပေါ်ပြူပြီး ။ဒါဖြစ်သူကိုအမှုဆွဲဆိုတင်တဲ့နေ့မှာဒေါ်ဘောစိန်စ조사ပြီးရောက်လာခဲ့တယ်။မိခင်ကြီးဒေါ်ဘောစိန်မှာဒါဖြစ်သူကအချုံနဲ့အချုံထောင်ကိုရောက်နေလို့ရင်ဘတ် CDB ငိုကြည့်တော့တယ်။အဖြစ်ဆိုးလာကြည်လားဒါလေးရေဒီဘဝဒီအမြတာဖြစ်ပါစေ။သူရောကောင်းနှကောင်းမပါစေ။အမေအမေပြန်တော့ဗျာ။တောက်ကိုဘာမှစိတ်မပူနဲ့အမေကျမ်းမအောင်သာနေပါအမေနဲ့သားတို့မျက်ရည်ဆက်လင်းနေအပြန်လဲပြောကြငိုကြခြင်းပဲ ကျော်စုံမှုကိုတည်ဆောင်သွားတဲ့အချုပ်ကကအချုပ်ထောင်ကိုခေါ်ဆောင်သွားပြီဖြစ်တယ်။လောဘဒေါသမောဟတွေနဲ့လူပြေမှာအမှုပွေကြတဲ့တရားလူမိချမ်းခါကြီးကျူးနဲ့တရားခံကျော်စုံမှုရဲ့အမှုကိုဇေလာခန့်တိုင်းတိုင်းတရားလူနဲ့တရားလူပြတသိမ့်များတရားခံနဲ့တရားခံပြတသိမ့်များကိုစီစီကြားနာခဲ့တယ်။တရားလူရဲ့အကျိုးဆောင်တရားခံရဲ့အကျိုးဆောင်နှစ်ဖက်အကျိုးဆောင်တို့ကနှစ်ဖက်ဆောက်လေးချက်များပြီးပြီးပြီဖြစ်တယ်။ တရားရုံးတော်ကအဘိဓမ္မအမိန်ချမှတ်ရန်ကျင်းစုလိုက်တယ်။အမိန်ချရန်ကျင်းစုတဲ့ပထမယုံကျေးမှာခရိုင်အစည်းအဝေးရှိလို့အမိန်မချဖြစ်ခင်ဒီယုံကျေးမှာအမိန်ချမှသေးကြလို့ကံကုန်းရွာရေလဲလေးရွာမှာနှစ်ဖက်စီမျိုးများလိမ့်အမိန်နားထောင်ရန်ရောက်လာခဲ့တယ်။အမှုတစ်ခုလုံးကိုဂျုံကုံသုံးသက်ရှာမှာတရခန်နဲ့တရလူတို့ရဲ့နှစ်ဦးတည်းအခင်းဖြစ်ခြင်းကအခင်းဖြစ်နေရာမှာရှိခဲ့တယ်ဆိုတဲ့အချက်မှာနှစ်ဖက်စလုံးအငင်းမပွားကြောင် တရားခံကတရားလူကိုဘသူမှမပြောနဲ့ငွေနှစ်သိန်းခွဲပေးမယ်ဆိုလို့တရားစွဲဆိုရင်26ရက်ကြမ်းကြခေးချောင်းကိုရုတ်တရက်မရှိဟန်လို့မဆိုထားပြီတရားခံကသူ့ရဲ့ဆက်လီပြန်မှုကြောင့်မောင်ကြီးရဲ့ဆက်လီဘုတ်ကိုပြောင်းပေးချိန်မှာတရားလူကိုလိုက်သွားရင်မပြောစို့မတိုက်တွန်းပေလက်ခံထားခြင်းကတရားလူနဲ့တရားခံတို့အကြားသဘောတူ လက်ခံတဲ့လက္ခဏာရှိတယ်လို့ယူဆရမှာဖြစ်တယ် တရခန့်မှာအသက်ဆက်ကွယ်နေနေတာရှိသေးကြောင်းမွေးစရင်ကြောင်းထောက်ခံစားရပေါ်လင်းတာကြောင့်ကလေးတဲ့ငယ်ဥပရိပါခွင့်ရှိကိုခံစားခွင့်ရှိသူဖြစ်တယ်။ဒါကြောင့်ကျော်စုံမှုကပြင်းမှုပုံမှာသုံးခွင့်ကြောင်းမရင်းမှုကိုကျူးလွန်ကြောင်းပေါ်ပေါက်တယ်လို့ကျွန်တော်ယုံကြည်လို့တသက်တကျွန်းတန်ပြည့်တန့်ရဲ့တဝက်တိတိကိုကြားခံစီရန်အမိန်ချမှတ်လိုက်တယ်။ အမေအဆုံးမှာမျက်မမြင်မိခင် OG ဒေါ်ဖားစိန်မှာနှလုံးသည်ရက်တန့်သွားပြီးမိုးလေသွားရင်ဆွေမျိုးများမှလည်းငိုကြွေးကြသည်မှာတုတ်တန်တကြတင်းချိုင်းလို့ပင်ထင်ရလောက်တဲ့မျက်ရည်များလည်းချမ်းပမတက်ဆူခြင်းနဲ့ဒေါ်ဖားစိန်ကိုတော့မြို့နယ်စည်းရုံးကိုပိုးပြီးလိုက်တော်ရင် ဟုတ်ကဲ့ဇလန်လေးကိုအဆုံးထိနာဆင်ပြီးကြရင်ပြည်သည်များလုံးကိုကျေးဇူးများကြီးတင်ပါရရှင်ကျွန်မရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပြီးဖို့တောင်းဆိုပါရစေရှင်